2017ခုနှစ်ကချင်ပြည်နယ်တွင်မြန်မာအစိုးရစစ်တပ်နှင့်ကချင်လူမျိုးရေးတပ်မတော် KIA ကြားတကြော့ပြန်တိုက်ပွဲဖြစ်ပွားနေချိန်ကာလဖြစ်ပြီးမြန်မာအစိုးရစစ်ကြောင်းမှအော်တိုဘာလတွင်မန်စီမြို့နယ်ရှိ နမလင်းပါကျေးရွာတွင် ဝင်ရောက်လာကာအယက်သားများကိုပစ်တက်ခဲ့ပါသည်။အော်တိုဘာလ10ရက်နေ့တွင်မြန်မာအစိုးရစစ်ကြောင်းဝင်ရောက်လာတော့တဲ့င်းကြတော့ကြောင်းနမလင်းပါရွာသူရွာသားများသည့် လုံခြုံရာတောင်ရာလေတော့တဲ့တို့ထွက်ပြေးတင်းချောင်နေခဲ့ကြပါတယ်။ချိုးချိန်တွင်အသက်16နှစ်ရှိမောင်ပေါ့ဆနော်တင့်ဒီနေမကောင်းသဖြင့်ရွာရှိစေခန်းတွင်ဆွေးထူးရန်တွားပြခဲ့ပါတယ်။ဆီယာမမဆွေးထူးရန်မလို့တော့ကြောင်းပြောတော့နေတို့မဖြစ်သူနဲ့အတူခဏပြန်သွားပြီးအိမ်အောက်၌နားနေချင်းစစ်ကြောင်းကိုတွေးလို့အမဖြစ်သူကိုထွက်ပြေးရန်ပြောတော့အမဖြစ်သူကထွက်မပြေးပဲနေတွင်ချန်နေခဲ့ပါတယ်။ မောင်ပေါ့ဆနော်တင်ထွက်ပြေးချိန်တွင်စစ်ကြောင်းမှတနက်ဖြန်လိုက်ပစ်ကမောင်ပေါ့ဆနော်တင်ရဲ့ကောင်းတဲ့တဲ့ကိုထိမှန်ပြီးအဲ့နေရာမှာပဲပွဲချင်းပြီးတည်ဆုံခဲ့ပါတယ်စစ်ကြောင်းတွေရွာသွင်းတို့နနက်ကြီးလက်နက်ရဲများဖြင့်အဆက်မပြတ်ပစ်ခိုက်နေတာကို အမဖြစ်သူကနေအောက်ထက်မှတိတ်တဖို့ခုံးကြည့်နေခဲ့ပါတယ်တနက်တန်တွင်ရင်သွားပြီးစစ်ကြောင်းများရွာထဲမှထွက်သွားပြီးတဲ့နောက်ပိုင်းမှသာ စစ်ကြောမှာပြစ်တက်ခဲ့တဲ့မောင်လေးရဲ့အလောင်းကိုတကြုံနိုင်ခဲ့ပါတယ်စစ်ကြောမှာပြစ်တက်ခဲ့တော့မောင်ပေါ့ဆတော်တင်တီညစဉ်ကလေးကမိဘများဆုံးပွားသွားပြီးဦးလေးအတော်နဲ့တာတူနေထိုင်တော့ငါးတန်းကျောင်းသားတူဖြစ်ပါတယ်ထို့အပြင်မောင်ပေါ့ဆတော်တင်ပြစ်တက်ခံရတဲ့နေ့မှာပဲမောင်မရူတောင်ပေါင်းနဲ့နော်ဦးနှစ်တီမောင်နှမအဖွားနဲ့အတူထွက်ပြေးတင်းချောင်နေချင်းစစ်ကြောမှာပြစ်လိုက်တဲ့ဒီဇန်က ရူတန်ပေါန်းနဲ့နော်ရဲ့ရင်ပတ်တက်တဲ့ကိုမှန်ကအဲ့နေရာမှာပဲတိတ်ဆုံးသွားခဲ့ပါတယ်။အဖွားဖြစ်သူကလည်းတန်ပေါန်းနဲ့နော်ရဲ့အလောင်းကိုအဲ့နေရာမှာပဲထားခဲ့ပြီးကြံမြီးတွေကို လုံချုံရသို့ဆက်ခေါ်သွားခဲ့ပါတယ်။နောက်တစ်နေ့အော်တိုဘာလ9ရက်နေ့တွင် မောင်ဝအချက်မျိုးလီ18နှစ်ကိုနံလင်းပန်ရွာသူကြီးရ KIA ထံသမင်းသွားဖို့ရန်ခေါ်၍လိုက်သွားခြင်းနံလင်းပန်ရွာထွက် ကောင်းလွန်ရွာသို့သွားသည့်လမ်းတောက်မှာဆိုးရစစ်ကြောင်းများသနက်ဖြန်လိုက်ပစ်ခြင်းရွာတကြီးနဲ့အတူမောင်ဝါချင်းမျိုးလီနှစ်ယောက်စလုံးကိုထိမှန်ကာသိဆုံးခဲ့ပါရဲ့၎င်းသတင်းကိုအခင်းဖြစ်ပြီးနေရက်အကြာမှာမျိုးလီမိဘများသတင်းရရှိခဲ့ပြီး အခင်းဖြစ်တဲ့နေရာသို့သွားကြည့်ရာတွင်ရွာတကြီးကို KIA ဝတ်စုံဖို့ဖေးထားပြီးကျင်းတစ်ခုထဲတွင်နှစ်ယောက်စလုံးကိုမြုပ်တာခဲ့ပါရဲ့ အစိုးရစစ်ကြောင်းများရွာထဲမှထွက်ခွာသွားပြီးနောက်ပိုင်းပြန်လည်ထူဖော်ပြီးအဲ့နေရာမှာပဲတီချာစီနေမြုပ်ခဲ့ပါတယ်။၎င်းအခင်းဖြစ်ခဲ့တဲ့နောင်လင်းပါရွာအပိုင်းနဲ့တွင်ကဲရီစစ်သားများလည်းမရှိလို့တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိပဲစစ်ကြောင်းများရည်ရွယ်ချက်ရှိရှိ ပြစ်တက်ခဲ့ကြောင်းခုထုံးမဲ့အနာများလူအခွင့်အရေးမတတ်တွင် ဖော်ပြထားပါတယ်။2023ခုနှစ်နိုဝင်ဘာလတွင်လည်းမန်စီမြို့နယ်နောင်လင်းပါကျွရွာတွင်တဖန်ပြန် မြမအစိုးရစစ်ကြောင်းများရောက်ရှိလာကရွာသားအချို့များဤဆက်ရာသို့ထွက်ပြေးတင်းရှောင်နိုင်ခဲ့ပြီး စိတ်မနှံ့သူဥလပြလာနာမကြားသူဥမရစ်ကောင်ချံလမ်းမလျှောက်နိုင်သူဥလဖိုင်ဆောင်တော်နဲ့ကျန်အရက်သားနှစ်ဦးစုစုပေါင်း၅ဦးတို့ကို၎င်းစစ်ကြောင်းမှနှိမ့်ဆက်တက်ဖြတ်ခဲ့ကြောင်းခုထုံးမဲ့အနာများလူအခွင့်ရေးမှတ်တမ်းတွင် ဖော်ပြထားပါသည်။